ီတောင်စုမပြိုကွဲရင်တိုင်းရင်သာစီလုံးညို့မှုမပြိုကွဲရင်နဲ့အချုပ်ချာအာဏာတည်တံ့အခိုင်မြဲရေးတို့ကိုရှေးရှု၍လွတ်လပ်မှုဒန်းတူညှိတူရှိမှုနဲ့တရားမျှတမှုတို့ကိုအခြေခံပြီးပင်လုံစိတ်တတ်တဲ့အညီဒီမိုကရေစီရေးအမျိုးသားဂျန်တူရေးနဲ့ကိုယ်ပိုင်ပြတ်ချမ်းခွင့်အခွင့်အရေးများအာမခံချက်များအပြည့်အဝရှိတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်တို့ကိုအခြေခံတဲ့ပြည်တော်စုကိုနိုင်ငံရေးဆွေးနွေးပွဲရလဒ်များနဲ့အညီတိစောက်သွားဖို့ရည်ရွယ်ပြီးပြည်တော်စုတမကြမြန်မာနိုင်ငံတော်ဆိုရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စည်းများကြားတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရည်သဘောတူစာချုပ် NCA ကိုပြည်ထောင်စုတမကြမြန်မာနိုင်ငံတော်ရဲ့တမိုင်းဝင် စာချုပ်အဖြစ်2015ခုနှစ်အောက်တိုဘာလ15ရက်မှာလက်မှတ်ရေးထိုးခဲ့ကြပါသည် NCA လက်မှတ်ရေးထိုးပြီးချိန်မှစ၍ NCA အထက်အမှတ်နှစ်ပတ်လည်နေ့ခန်းများများကိုနှစ်စဉ်ကျင်းပခဲ့ရာလာမည့်2025ခုနှစ်အောက်တိုဘာလ15ရက်မှကြာရောက်မယ့် NCA ဆယ်နှစ်ပြည့်နှစ်ပတ်လည်နေ့ခန်းနာကိုအမျိုးသားစည်းလုံးညညရင်းနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညနာရေးကော်မတီကကျင်းပပြီးနိုင်ငံရေးအနှစ်သာရရှိရှိနဲ့ခန်းနာစွာကျင်းပမှာဖြစ်ပြီးတက်ဆက်တဲ့ NCA အထက်အမှတ်အလို့ယုံဆွေးနွေးပွဲကိုကျင်းပပြုလုပ်ဖို့စီမံဆောင်ရွက်လျက်ရှိပါသည် တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA 10နှစ်ပြည့်နှစ်ပတ်လည်နေ့ခမ်းနာကျင်းပရေးဦးစီးကော်မတီရဲ့စတုဒ္ဒအကျင့်လုပ်ငန်းညင်နိုင်စည်းဝေးကိုဒီကနေ့မွန်လွယ်ပိုင်းမှာနေပြီးတော့ M Glory Hotel မှာကျင်းပပါတယ် အစည်းအဝေးမှာဦးစီးကော်မတီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြေးကလုပ်ငန်းကော်မတီများအနေနဲ့ဆောင်ရွက်ရမယ့်လုပ်ငန်းများအဆင့်အသင့်ဖြစ်နေပြီလို့မျှော်လင့်ကြောင်းမြေပြင်မှာအမှန်တကယ်ဆောင်ရွက်မယ့်အနေအထားကိုအစမ်းလေ့ကျင့်ဆောင်ရွက်ဖို့လိုကြောင်းတည်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီအနေနဲ့လည်းအခမ်းအနားကျင်းပတဲ့နေရာသို့အချိန်မီရောက်ရှိနိုင်ရည်မြေပြင်မှာအချိန်ကြိုက်ကြိုတင်လေ့ကျင့်ထားသင့်ကြောင်းခမ်းမတွင်နေရာချထားရေးလုပ်ငန်းကော်မတီအနေနဲ့လည်းလိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားစေလိုကြောင်း 幺七八零。 ဆလဘီ NCA ဆန်နေပြည့်နှစ်ပတ်လည်နေ့ခမ်းနားကျင်းပရေးဦးကြီးကော်မတီအတွင်ရင်မှုဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်ကောင် NCA ဆန်နေပြည့်နှစ်ပတ်လည်နေ့ခမ်းနားကျင်းပရေးဦးကြီးကော်မတီအစည်းအဝေးအား၃ချိန်ကျင်းပဆောင်ရွက်ခဲ့ပြီးလုပ်ငန်းကော်မတီများနဲ့ပူးပေါင်းညှိနှိုင်းရေးလုပ်ငန်းကော်မတီအစည်းအဝေးကို၂ချိန်တိုင်တိုင်ပြုလုပ်၍လိုအပ်ချက်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်ကြောင်းပြောကြားကောင်ဝန်ကြီးဌာနများမှတာဝန်ရှိသူများကကံကြအလိုက်ရှင်းလင်းဆွေးနွေးကြပြီးတယောက်လာကြသူများကလိုအပ်ချက်များအကြံပြု ွေးကြပါတယ်။ အဲဒီနောက် NCA ဆယ်နှစ်ပြည့်နှစ်ပတ်လည်နေ့ခမ်းနားကျင်းပရေးဦးစီးကော်မတီဒုတိယဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အောင်က အခမ်းအနားတရောက်သူများအားအချိန်မီရောက်ရှိရေးဆောင်ရွက်ပေးစီလိုကြောင်း ပြကန်းမှာရှင်းလင်းမယ်ညွှန်ကြားရေးမှူးချုပ်များအနေနဲ့ထိထိမိမိစနစ်ကျရှင်းလင်းနိုင်ရင်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားစေလိုကြောင်းပြကန်းမှာခင်းစင်ပြသမယ်တပ်ဖွဲ့များကို စနစ်ကျစစ်စစ် ခင်းစင်ပြသဖို့လိုကြောင်းအခမ်းအနားမှုများမှအစည်းအဝေးကြားနဲ့အချိန်ကြိုက်ကြီးညာပေးဖို့လိုအပ်ကြောင်းအခမ်းအနားကိုတိုက်ရိုက်ထုတ်လွှင့်ပြသနေမှာဖြစ်တဲ့အတွက်ဂရုတစိုက်အစည်းအဝေးဆောင်ရွက်ပေးစေလိုကြောင်းဖြစ်ဆွတ်ဆွေးနွေးပြီးဦးစီးကော်မတီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြေကညီကုန်းချုပ်အမှားစကားပြောကြားကအစည်းအဝေးကိုရုပ်သိမ်းခဲ့ပါတယ် bem. NCA အထိမ်းအမှတ်အလို့ရုံဆွေးနွေးပွဲမှာဆယ်နှစ်တာကာလအတွင်း NCA ဘာငင်းချဲရေးလုပ်ငန်းစဉ်အကောင့်ထဲပေါ်ဆောင်ရွက်မှုအောင်မြင်မှုများနဲ့စိန်ခေါ်မှုများကိုပြန်လည်သုံးသပ်ပြီးအနာဂတ်ငင်းချဲရေးလုပ်ငန်းစဉ်မှာဆက်လက်ဆောင်ရွက်ရမယ့်ငင်းချဲရေးလုပ်ငန်းစဉ် Forward Action Plan ကိုဖော်ထုတ်ဖို့အစိုးရနဲ့ပြည်သူလူထုအကြားယုံကြည်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်လာနိုင်စေရေးအတွက် NCA နဲ့ပတ်သက်တဲ့အသိပညာများပြည်သူလူထုအတွင်းကြဲကြဲပြန့်ပြန့်သိရှိလာစေဖို့ရှေ့ဆက်လက်ဆောင်ရွက်မယ် ထိရောက်တဲ့ငင်းချမ်းရေးမူဝါဒများလုပ်ငန်းအစီအစဉ်များချမှတ်ဆောင်ရွက်ရမှာအထောက်အကူပြုနိုင်ဖို့ မြမငင်းချမ်းရေးလုပ်ငန်းစဉ်အကောင့်ထဲဖို့ဆောင်ရွက်မှုအခြေအနေများကိုဒေတာတွင်းနဲ့နိုင်ငံတကာမှသိမြင်လာစေဖို့ NCA နှစ်ပတ်လည်နေ့အခမ်းအနားနဲ့အထက်အမှတ်အလို့ယုံဆွေးနွေးပွဲမှရရှိလာတဲ့သက်ဆိုင်ရာအခမ်းအကဏ်ကြောင့်အလွာအသီးသီးမှ အမြင့်သဘောထားများအကြံပြုချက်များကိုစူးစီးပြီးအနာဂတ်မြန်မာနိုင်ငံတော်တည်ဆောက်ခြင်းလုပ်ငန်းစဉ်မှာရွေးကောက်ပွဲအပြီးပေါ်ပေါက်လာမယ့်အစိုးရအနေနဲ့ငင်းချမ်းရေးလုပ်ငန်းစဉ်ကိုအရှိန်အဟုန်မပြတ်ဆက်လက်အကောင့်ထဲဖို့နိုင်မှုအတွက်ပေါင်းဆက်ဆောင်ရွက်နိုင်မယ့်နေရာများကို ကိုဖော်ထုတ်နိုင်ဖို့ကိုမျှော်မှန်းဆောင်ရွက်လျက်ရှိပါသည်။ NCA နှစ်ပတ်လည်အနေနဲ့ခန်းသားနဲ့အထက်ရမတ်အလို့ယုံဆွေးနွေးပွဲမှာရရှိလာတဲ့သက်ဆိုင်ရာ အခန်းကဏ္ဍအလွှာအသေးသေးမှအမြင်သဘောကြများအကြံပြုချက်များကိုစူးစီးပြီးအနာဂတ်မြန်မာနိုင်ငံတော်တိဆောက်ခြင်းလုပ်ငန်းစဉ်မှာရွေးကောက်ပွဲပြီးပေါ်ပေါက်လာမယ့်အဆိုရအနေနဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုအရှိန်အဟုန်မပြတ်ဆက်လက်အကောင့်ထဲဖော်နိုင်မှုအတွက်ပေါင်းဆက်ဆောင်ရွက်နိုင်မယ့်နည်းလမ်းများကိုဖော်ထုတ်နိုင်ရေးဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်ရှင်။